ငလင်တန်သင့်ဒေတာတွေကိုကူညီဖို့ရုရှားတရုတ်အပေါ်ဝင်နိုင်ငံတကာကကူညီကေစင်၏အဖွဲ့တွေနဲ့ထောက်ပံ့ရေးပစ္စည်းတွေမလ29ရက်ကမြန်မာနိုင်ငံကိုရောက်ရှိခဲ့ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ငလင်တန်သင့်ဒေတာတွေမှာကူညီကေစင်၏လုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ညွှန်ကြားချက်အရရုရှားရဲ့အရေးပေါ်အခြေအနေဝန်ကြီးဌာနဟာငလင်ကြောင်းဖြစ်ပေါ်တဲ့အကျိုးဆက်တွေကိုကင်တွယ်ဖြေရှင်းဖို့ကေစင်၏ဝန်ထမ်းတွေနဲ့ဆီယံဝန်တွေပါဝင်တဲ့ကေစင်၏လင်ရင်၂စီးကိုမြန်မာနိုင်ငံကိုဆင်လုခဲ့တယ်လို့သိရပါတယ်။ရုရှားနိုင်ငံ စန်ထရိုစပတ်လေချောင်းကယ်ဆယ်ရေးတပ်ဖွဲ့နဲ့အတူအထူးအန္တရာယ်တွေကိုကင်တွယ်တဲ့လီဒါစန်တာကကယ်ဆယ်ဝင်တဲ့120နဲ့အတူအပြက်စီးအောက်မှာပိတ်မိနေသူတွေကိုရှာဖွေဖို့အထူးလေ့ကျင့်ထားတဲ့ခွေးအဖွဲ့တွေအရေးပေါ်အခြေအနေဝင်ကြီးဌာနကဆရာဝန်တွေမေဆေးဆရာဝန်တွေနဲ့စိတ်ပညာရှင်တွေလည်းလိုက်ပါလာတယ်လို့သိရပါဗျ။ဒါပြင်တရုတ်နိုင်ငံယူနန်ပြည်နယ်မှာရှိတဲ့အဖွဲ့ဝင်38ဦးပါဝင်တဲ့ကယ်ဆယ်ရေးစေကူတာမှုအဖွဲ့လည်းမြန်မာနိုင်ငံကိုရောက်ရှိလာတယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံးကထုတ်ပြန်ပါတယ်။ ထုတ်ပြန်ကြမှာမလ29ရက်မနက်6နာရီခန့်မှာအဖွဲ့ဝင်38ဦးပါတဲ့တရုတ်နိုင်ငံရွှေနယ်ပြည်နယ်ကေဆေးရေးစေကူတော်မှုအဖွဲ့ဟာကုမင်းမြို့မှာရှိတဲ့ပြည်ပဆိုင်ရာလီစိတ်ကနေအသက်ကယ်ကရိယာတွေငလင်းကြိုတင်သတိပေးစနစ်တွေခရီးဆောင်ဂျူရူတွေနဲ့ဒရုန်းတွေအပောင်းဝင်အရေးပေါ်ကေဆေးရေးပစ္စည်းစုစုပေါင်း132ဆုံးတည်ဆောင်ပြီးမြန်မာနိုင်ငံကိုထွက်ခွာလာတယ်လို့သိရပါဗျ။ အဲ့လိုပဲအိန္ဒိယနိုင်ငံကရှာဖွေကယ်ဆယ်ရေးအဖွဲ့နဲ့ဆေးဘက်ဆိုင်ရာအဖွဲ့အပါအဝင်အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေမြန်မာနိုင်ငံကိုစတင်ပေးပို့ခဲ့တယ်လို့သိရပါဗျ။အိန္ဒိယနိုင်ငံဟာမြန်မာပြည်သူတွေအတွက်အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီပထမတော့ကိုစတင်ပေးပို့လိုက်ပြီးဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံရဲ့မလ29ရက်သတင်းထုတ်ပြန်မှုအရသိရပါဗျ။လေရင်အမှတ် IAF MCC C130 လေရင်နဲ့ဆောင်းတာဘော်လင်မိုးကတန်ရှိပစ္စည်းတွေ sleeping bag နေအောင်ကြည်သုံးမိရင်တွင်အစားအသောက်ထုတ်တွေနဲ့မြို့ဝကြောင်သုံးပစ္စည်းတွေတင်ဆောင်လာတယ်လို့သိရပါဗျ။ Operation Brahma လို့အမည်ပေးထားတဲ့အိန္ဒိယနိုင်ငံကကယ်ဆယ်ရေးပစ္စည်း15တန်ခန့်မြန်မာနိုင်ငံကိုမလ29ရက်နေ့မနက်9:00နာရီမှာရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုစတင်ရောက်ရှိလာတယ်လို့အိန္ဒိယသံရုံးကနေသိရပါဗျ။